်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးပြောင်းသခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါလေနီလန်းမန်ကိုရွေးချယ်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ကပောက်ချံအခန်းကြီး၃အငယ်၁ကနေ၈ကိုဆင်ကျင်သွားကြပါလေ မွေသည်ထောင်ရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေဒိဆန်တကားတို့ထက်လိမ္မာသည်ဖြစ်၍မိမအာသင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကံစင်စစ်ဘုရားသခင်မိန့်တော်မူသလိုဟုမေး၏မိမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား တင်းတို့သည်မကင်မစားပဲနေကြလော့သို့မဟုတ်တေမီဟုဘုရားသခင်အမိန်တော်ရှိသည်ဟုမွေအားဆို၏မွေကလည်းတင်းတို့သည်ဧကံအမှန်တေရမည်မဟုတ်အကြောင်းမူကားထိုအတီးကိုစားသောနေ့၌တင်းတို့သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုတည်၍ဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန့်သည်ကိုဘုရားသခင်တည်တော်မူသည်ဟုမိမအားဆို၏ ထိုအပင်သည်စားပွေကောင်းခြင်းအစင်းလဲလာခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမ့်မသည်မြင်လျင် အသည်ကိုယူ၍စား၏မိမိခင်ပွန်းအားလဲပေး၍သူသည်လဲစား၏ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍မိမိတို့၌အဝိအချီးစီးရှိသည်ကိုတိမြင်လျင်မိမိတို့ဝိယံဖို့တင်းပေါ်တပန်းပင်အရွက်တို့ကိုချုပ်ဆက်၍ ခါစည်းကိုလောက်ကြ၏နေဤသော အချိန်တွင် ထိုဥယျာဉ်၌သာရအရှင်ဘုရားခင်ကြွတော်မူသောအတန်ကို လူလင်မယားတို့သည်ကြားလျင် အထံတော်မှလွတ်ချင်းငါဥယျာဉ်အပင်တို့တွင် ပုံကွယ်လျက်နေကြ၏ဘုရားခင်ကသူ့ရဲ့သားသမီးတွေရဲ့လူအချက်တွေကို သိရှိပြီးတော့အဲ့ဓာတွေကို သူ့နီးလန်းနဲ့သူ့ရဲ့အချိန်ဇယားအတိုင်းပြင်ဆင်ပေးမှဖြစ်တယ် သို့တော်လည်းကျွန်တော်တို့ယုံကြည်သူတွေတခါတလေမှကိုယ့်ရဲ့လူစိတ်ကြိုက်နီးလန်းတွေနဲ့သွားကျင်တဲ့အတွင်းမျိုးတွေဒါမှမဟုတ်လိုရာခီးကိုအမြန်ရောက်ဖို့ကျွန်တော်တို့ကိုယ်ပိုင်လမ်းကိုရှောက်ဖို့ဆွဲဆောင်နိုင်ပါလေဒါပေမဲ့ဘုရားသခင်အလိုတော်ရှိမှကြုံမသွားဖို့ဘုရားသခင်နီးလန်းတွေကကိုရောနဲ့ဝီးကွာရာကိုရောက်မသွားဖို့အရေးကြီးပါလေတချို့လူတွေကကိုယ့်ဘဝအသက်တာအတွက်လုံခြုံမှုကိုဘန်အကောင့်တွေဂုံတိတ်ခါဆက်ဆံရေး ဒါမှမဟုတ်ပစ္စည်းဥစ္စာတွေနဲ့လူတွေအပေါ်မှာမိခိုတက်ကြတယ်ဒါကို20ခုမြောက်သောဆန္ဒအငယ်ခွန်မှာတချို့သောသူတို့သည်ယထာကို၎င်းအချို့တို့သည်မြင်းကို၎င်းချီးမွမ်းတက်ကြ၏ငါတို့မူကားငါတို့ဘုရားသခင်တည်းဟူသောထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလိမ့်မယ်လို့ဆိုထားတယ်အဲ့ဒီလိုဆိုထားတော့ကျွန်တော်တို့ဟာလောကအရာတွေပေါ်မှာချီးမွမ်းဖို့ထက် ဘုရားသခင်ရဲ့နာမတော်ကိုပဲချီးမွမ်းရမှာဖြစ်တယ်။တကယ်တော့လောကအရာတို့ကကျွန်တော်တို့ကိုစစ်မှန်တဲ့လုံခြုံမှုကိုမပေးနိုင်ပါဘူး။ဒါကြောင့်မဿဲအခန်းကြီး6အငယ်19ကနေ21မှာလောကအရာတွေဟာတန်ချေးတက်တက်တဲ့ပူရဆိုတဲ့ခြားကြိုက်တက်တယ်။တခိုးခိုးယူသွားတက်တယ်လို့တတိပေးထားပါတယ်။နောက်ဟိရှာရအခန်းကြီးနဲ့အငယ်20နဲ့မှာလည်းပဲ နှာခေါင်းနဲ့အသက်ရှူတတ်တဲ့လူတတ္တဝါကို မကူးစားနိုင်လို့ဆိုထားပြန်ပါလေ။ဒါကြောင့်စစ်မှန်တဲ့လုံကြုံရေးကအဲ့ဒီလောကအရာတွေနဲ့လူတွေစီကနေပြမမရနိုင်ပါဘူး။ခရစ်တော်အားဖြင့်ရရှိတဲ့လုံကြုံမှုအပေါ်မှာကျွန်တော်တို့ဘဝကို အခြေခံလိုက်မှသာ ကိုယ်ခန္ဓာစိတ်ဝိညာဉ်အလုံးစိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်။ ရန်သူစာတန်းကတော့ဘုရားသခင်ရဲ့အလိုတော်နဲ့အညီပံ့ပိုးပေးခြင်းတွေအပေါ်မှာမမိခိုးစီလိုပဲနဲ့လောလောဆယ်သူ့လက်ထဲမှာရှိတဲ့လောကအရာတွေနဲ့သူထိန်းချုပ်ထားတဲ့လူတွေကိုသာ အတိတ်ကထားပြီးတော့မိခိုးစီလိုပါတယ်။စာတန်းကအာဒံနဲ့အေဝါတို့ကိုဘုရားသခင်ကသူတို့အတွက်အရေးကြီးတဲ့အရာကိုဖုံးကွယ်ထားပုံပေါ်စီအောင်တွေးဆောင်ဖျားယောင်းလက်စားခဲ့တယ်။ ဘုရားသခင်တားမြစ်ထားတဲ့အသီးကိုစားမယ်ဆိုရင် မျက်စိပွင့်လင်းပြီးတော့ကောင်းမကောင်းကိုသိမယ်ကောင်းမကောင်းကိုသိပြီးတော့ဘုရားသခင်လိုဖြစ်လာမှာကို သိတဲ့အတွက်ဘုရားသခင်က ကောင်းမကောင်းကိုသိတဲ့ဉာဏ်ပညာနဲ့မပြည့်စုံစေလိုတဲ့အကြောင်းရည်ညွန်းပြီးတော့အသီးကိုစားဖို့ရန်အတွက်အကြံပေးခဲ့တယ်ဒီလေပြားမှုကစာတန်ရဲ့လမ်းကပြားခင်ရဲ့လမ်းထက်ပိုကောင်းတယ်လို့ယူဆစေပြီးတော့ ဘုရားသခင်ကိုမနာခံစေဖို့တွန်းအားပေးခဲ့တယ်။လူဟာဘုရားသခင်ကိုယုံကြည်ရမယ့်အစားသူတို့ရဲ့ကိုယ်ပိုင်လမ်းကိုရွေးချယ်ခြင်းအားဖြင့်လူသားအနေနဲ့ပထမဆုံးအပြည့်ပြုမိစေခဲ့တယ်။ဒီအရာကလူသားကြဆုံခြင်းရဲ့အခြေခံအပြည့်အပြတ်ပဲဖြစ်တယ်။အာဒံနဲ့ဧဝတို့ဟာဘုရားသခင်ရဲ့အမှန်တရားကိုမှုသားစကားနဲ့လဲလှယ်ခဲ့ပြီးတော့သူတို့ဟာ များစွာသောအဖို့အခတွေကိုပေးဆက်နေခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့လည်းကျွန်တော်တို့ရဲ့လုပ်ရက်တွေကိုလမ်းညွှန်ဖို့အတွက်မှာရွင့်တဲ့အတွေ့အခေါ်တွေကိုခွင့်ပြုခဲ့မယ်ဆိုရင် မမှန်ကန်တဲ့အတွေ့အခေါ်တွေကိုအခြေခံပြီးတော့ဆုံးဖြတ်ချက်တွေချခဲ့ရင်ကျွန်တော်တို့ဟာလည်းပဲမိမိကိုယ်ကိုဒုက္ခများစွာတဲ့ကိုရောက်သွားစေနိုင်ပါတယ်။သခင်ယေရှုခရစ်တော်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကနေတဆင့်ကျွန်တော်ရရှိထားတဲ့ကောင်းမွန်တဲ့အရာတွေအားလုံးကို ရှင်းလင်းစွာနားလည်သဘောပေါက်ဖို့အတွက်အရေးကြီးပါတယ်။ ကိုရောကိုမိခိုအားထားဖို့တင်ယူခြင်းကကျွန်တော်တို့လိုအပ်တဲ့အရာတကိုရရှိဖို့စာတမန်နဲ့လောကနဲ့ကျွန်တော်ရဲ့လူစားတီတွေရဲ့မာရွဲ့နဲ့ချီးကပ်မှုတွေကိုရှောင်ရှားဖို့အတွက်ကူညီပေးပါလိမ့်မယ်။ပို့မိုပြီးတော့ကောင်းမွန်တဲ့နီလန်းကိုရွေးချယ်နိုင်ဖို့အတွက်ပြသခင်ကပြည့်ပြည့်စုံစေတဲ့အချိန်မှာကိုရောရဲ့နီလန်းနဲ့အညီကျွန်တော်တို့လူအပ်တမျာကို ဖြစ်စီပေးဖို့အတွက်ပြသခင်ကိုပဲအကျွမ်းမဲ့ ယုံကြည်ရမှာဖြစ်တယ်။ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်းတမန်တော်နဲ့အညီဘုရားသခင်ရဲ့နိလန်အတိုင်းရှောက်လန်းနေနိုင်တဲ့သူတွေအဖြစ်ဘုရားသခင်ကောင်းချီးပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင်းစောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်။